မကွေးတိုင်းငဖဲမြို့နယ်အမ်ဘတန်လမ်းပေါ်ရှိနက်ရီကန်ဖြူဟာကုန်းကနေထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သား23ယောက်ကို ဖမ်းမိခဲ့တယ်လို့ချင်းကာကွယ်ရေးတပ်အရှို CDF အရှို့စစ်ရေးမှတ်တမ်းဌာနကဒီကနေ့ဇွန်လ23ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်ချင်းကာကွယ်ရေးတပ်အရှို့အနေနဲ့နက်ရီကန်လေချောင်းရံကာကွယ်ရေးတပ်စခန်းဖြူဟာကုန်းအနီးနက်ရီကန်လမ်းဟောင်းကိုဖြတ်တောက်တိုက်ခတ်ရေးလုဆောင်နေစဉ်မှာနက်ရီကန်ဖြူဟာကုန်းကနေထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သား23ယောက်ကိုဖမ်းမိခဲ့တာပါ အဲ့ဒီစစ်ကောင်စီတပ်သား23ရောက်ကိုဇွန်လ10ရက်နေ့ကနေပြီးတော့12ရက်နေ့အထိ9ရက်တာကာလအတွင်းမှာဖမ်းဆီးရမိကြတာဖြစ်ပြီးတော့ MA1 5လက် MA3 3လက်နဲ့ခရမ်းတချို့ကိုလည်းတင်စီရမိကြတယ်လို့ဆိုပါတယ်။ဒါအပြင်အခုဖမ်းဆီးရမိကြတဲ့စစ်သုံးပန်းတွေဟာစစ်မှုမထမ်းမနေရဥပဒေကြောင့်အတင်းအဓမ္မပေါ်တာဆွဲလို့စစ်မှုထမ်းရတဲ့သူတွေဖြစ်တယ်လို့လည်းဆိုထားပါတယ်။ စစ်ကောင်စီအလုံးသမားညွန်ကြားမှုဦးစီးဌာနတိုင်းဦးစီးအရာရှိကဝါဒရာစစ်မှုဆောင်ကရမ်ယန်အထက်ချုပ်စစ်ရုံးအလုံးသမားတွေကိုတပိတ်လှန်ဖို့ချိန်ချောက်ပြောဆိုခဲ့ပါတယ်။တနေ့လောက်က13000ကျပ်ရဖို့တောင်းဆိုနေကြတဲ့အထက်ချုပ်စစ်ရုံးအလုံးသမားတွေဟာ9ရက်မြောက်နေ့မှာပဲချိန်ချောက်မှုကိုကြောက်ရွံ့ပြီးတော့အလုတ်ပြောင်းဝင်လိုက်ကြရပါတယ်။အချိန်ပိုကြီးတရားကျက်သာတိုးပစ်ပြီးတော့အလုံးသမားတွေရဲ့အဓိကတောင်းဆိုချက်တွေဖြစ်ကြတဲ့တနေ့လောက်က13000ကျပ်တိုးမြှင့်ပေးဖို့နဲ့ရက်မှန်ကြီး6000အထိတိုးပေးဖို့တောင်းဆိုမှုတွေကိုတော့ မလိုက်ရောခဲ့ဘူးလို့ဆိုပါတယ်စစ်ရုံအလို့သမားတွေအနေနဲ့စစ်ကောင်စီရဲ့ချိတ်ချမှုကြောင့်စစ်ရုံနဲ့ပြန်ဝင်ရပြီမဲ့တောင်းဆိုချက်တွေမရတဲ့အတွက်ကြောင့်မကြည်မနဲ့ဖြစ်နေကြပါတယ်ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်လမြန်ကြီးရွာမှာစစ်ကောင်စီနဲ့ KIA ပူးပေါင်းတပ်တွေစစ်ရေးတက်မှနေပြီးတော့စစ်ကောင်စီဘက်က Jet Fighter နဲ့အလေကြောင်းကနေပြီးတော့တိုက်ခိုက်နေတယ်လို့ဒေတာရင်းသတင်းအရင်းမြစ်တွေကဖော်ပြထားကြပါတယ်။ဇွန်လ17ရက်နေ့တုန်းက Jet Fighter တစ်စီးနဲ့မနက်9:00နာရီမှတစ်ချိန်ညနေ4:00နာရီမှတစ်ချိန်ပစ်ခတ်သွားပါတယ်။လမြန်ရွာကစစ်တပ်လက်အောက်ခံပြည်သူစစ်တပ်စခန်းရှိတဲ့ဝူယန်ကျေးရွာရဲ့အထက်မှာရှိလာဖြစ်ပြီးတော့ဒီနေ့အစပိုင်းလောက်ခရဲကနှစ်ဖက်စစ်ရေးတင်းမာနေတာဖြစ်ပါတယ်။ဝူယန်ရွာနဲ့လမြန်ရွာကရွာချင်းဆက်နေတာဖြစ်ပြီးတော့စစ်ရေးတင်းမာနေတဲ့တခြားလုံးမှာအပြန်အလှန်ပစ်ခတ်မှုတွေလည်းရှိနေပါတယ်။မေလာလောက်ကစပြီးတော့စစ်ကောင်စီတပ်နဲ့ပြည်သူစစ်ပူးပေါင်းတပ်တွေကစစ်အာတိုးချဲ့ပြင်ဆင်တာတွေလှုပ်လာပြီးတော့လက်နက်ကြီး drone တင်ကားတွေနဲ့တိုက်ခိုက်လာတာတွေကြောင့် KIA ပူးပေါင်းတပ်တွေကလမြန်ရွာတဝက်အထိတပ်ပြန်ဆုတ်ပေးထားရတယ်လို့ဆိုပါတယ်။အေဗီလာကုံမိုင်းအထိဝိုင်းမော်မျိုးကနေဝူယန်ကျေးရွာအထိပြည်သူစစ်တွေကထိန်းချုပ်ထားပြီးလမြန်ရွာကနေတရုတ်နယ်စပ်မြို့တွေဖြစ်တဲ့ကမ်ပိုက်တီချီပွေပန်ဝါအထိ KIA ပူးပေါင်းတပ်တွေကထိန်းချုပ်ထားပါတယ်။အခုချိန်မှာတော့လမြန်လောဝါနှစ်ချင်းဖျားကျောင်းဝန်းထဲမှာစစ်ကောင်စီတပ်တွေဝင်ရောက်နေပြီးတော့ဖျားကျောင်းခေါင်းလောင်းစင်ကနေပြီးတော့စနိုက်ပါနဲ့လှမ်းပစ်နေတယ်လို့ဆိုပါတယ်။ စစ်ကောင်စီနဲ့မဟာမိတ်ဖွဲ့ထားတဲ့ပအိုးပြည်သူစစ် PNO ခေါင်းဆောင်တွေနဲ့သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေကိုပိတ်ဆို့အရေးယူပေးဖို့နိုင်ငံတကာအစိုးရတွေကို Justice for Myanmar ကမနေ့ကဇွန်လ22ရက်နေ့ကထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ပအိုးပြည်သူစစ် PNO ဟာစစ်ရာဇဝတ်မှုတွေနဲ့လူခွင့်ရေးချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့အတွက်တာဝန်ခံရမှာဖြစ်ပါတယ်ဒါအပြင် PNO ကရပ်သားပြည်သူတွေကိုတိုက်ခိုက်တာအတင်းကျပ်စုမှုထမ်းစစ်ခိုင်းတာတွေလှုပ်ဆောင်နေပြီးတော့သူတို့ရဲ့စီးပွားရေးကွန်ရက်ကရတဲ့ငွေတွေနဲ့စစ်ကောင်စီကိုထောက်ပံ့ပေးနေတယ်လို့လဲ Justice for Myanmar ကဆိုပါတယ်စစ်ကောင်စီဟာပို့အုပ်ပြည်သူစစ် PNO ခေါင်းဆောင်တွေကိုဂုံတုဆောင်ဖွဲ့တွေချီးမြှင့်တာတပ်ထုတူဖော်ခွင့် license ချပေးတာတွေလည်းရှိခဲ့တယ်လို့ Justice for Myanmar ကဆိုပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်းစီဆိုင်မြို့နယ်ကြေးရွာအုပ်စုနှစ်ခုက ပြည်သူပေါင်း6000ကျော်ကိုဇွန်လ15ရက်နေ့နောက်ဆုံးထားပြီးတော့ကြေးရွာတွေထဲကနေပြီးတော့ထွက်သွားဖို့မောင်းထုတ်တဲ့စာကိုပို့ပြည်သူစ PNO ကပြပို့ခဲ့တာရှိပါတယ်။ပြည်သူတွေထွက်ခွာသွားတဲ့ရွာတွေမှာလည်းစစ်ကောင်စီတပ်တွေနဲ့ PNO တွေကဝင်ရောက်တက်ဆွဲထားခဲ့တာတွေရှိပါတယ်။ပြည်ပြည်နယ်ကော့ကရိတ်မြို့မြောက်ကမ်မရိုက်ကျေးရွာကို စစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့်အမျိုးသားတယောက်စီးအိမ်ကွဲတံရနဲ့တိတ်ဆုံးခဲ့တယ်လို့မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA ကဒီနေ့ဇွန်လ23ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်ဒါအပြင်ပြည်သူတွေအနေနဲ့စစ်ရေးသတင်းတွေကိုနားဆင်ပြီးတော့ဂီးဆိုင်နေထိုင်ပေးကြဖို့လည်းတိုက်တွန်းထားပါတယ်မွန်ပြည်လွတ်မြောက်ရေးတပ်တော်ဟာမွန်ပြည်သက်ပါတီဆက်အာနာရှင်တပ်ဖြတ်ရေး NMSP AD နဲ့ ပူပေါင်းပြီးတော့ယာမညမွန်တက်မတော်ကို2025ခုနှစ်မေလ24ရက်နေ့မှာဖွဲ့စည်းခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်မူရစီဝါပေါင်ကိုလုတ်နေတဲ့ဂိုင်းတစ်ခုကိုဖန်ဆီးရမှာမြန်မာငွေ8.18ဘီလီယံကျော်တန်ဖိုးရှိတဲ့စိတ်ကြွဆေးပြားတွေဖမ်းမိခဲ့တယ်လို့စစ်ကောင်စီကဇွန်လ12ရက်နေ့ကထုတ်ပြန်ထားပါတယ်စစ်ကောင်စီထုတ်ပြန်ချက်အရ မူရစီဝါမှောင်ကိုလုပ်နေတဲ့လူ၉ယောက်နဲ့အတူစိတ်ကြွဆေးပြားပေါင်း58သိန်းကျော်ဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီလူ၉ယောက်ထဲက၄ယောက်ကိုပြည်အောင်လန်သွာကားလမ်းမှာအခုလ၄ရက်နေ့ကအရင်ဆုံးဖမ်းမိခဲ့တယ်လို့ဖော်ပြပါတယ်။အရင်ဖမ်းမိတဲ့လူတွေကတစ်ဆင့်အဆက်အဆက်လိုက်ပြီးတော့ဖမ်းဆီးရမှာနောက်ထပ်၅ယောက်ကိုဖမ်းမိခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီမူရစီဝါတွေဟာရခိုင်ပြည်နယ်ကိုတင်ဖို့ရောင်းချမဲ့မူရစီဝါတွေလို့လည်းစစ်ကောင်စီကဖော်ပြထားတာကိုတွေ့ရပါတယ်။ မင်းညာကအစ္စရေးကအီရန်ကိုတိုက်ခတ်ခဲ့တဲ့အတွက်အီရန်တော်လှန်ရေးအဆောင်တပ်ဖွဲ့အကြီးကဲဟော့ဆိန်ဆလာမီအပါအဝင်ထိတ်တန့်စီကုန်းဆောင်တချို့တိုက်ဆုံခဲ့ကြပါတယ်။နျူကလ ியர் သိပ္ပံပညာရှင်6ယောက်လည်းတိုက်ဆုံတဲ့အထက်မှာပါသွားတယ်လို့ဆိုပါတယ်။တိုက်ခိုက်မှုတွေဟာအီရန်စီရဲ့ပြစ်မှတ်နျူကလ ியர் စက်ရုံတွေအပြင်မှာတီရန်မြို့အလယ်နေရာတွေပါဝင်ပါတယ်။အီရန်ဘက်ကဒရုန်းအစီးရေ100လောက်နဲ့ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့လည်းအစ္စရေးစစ်တပ်ကကြေညာပါတယ်။အီရန်ကုန်းဆောင်အယာတိုလာခါမေနီက အစ္စရေးရဲ့အခုလုပ်ရကိုယာစုမှု လုပ်ရလို့ခေါ်ပြီးတော့ပြင်းထန်တဲ့တုံ့ပြန်မှုလုပ်သွားမယ်လို့ဆိုပါတယ်။အစ္စရေးဝန်ကြီးချုပ်ဘန်ဂျမင်နက်တန်ယာဟုကအခုစစ်ဆေးရေးဟာပြီးဆုံးသွားတာမဟုတ်သေးဘဲနဲ့ဆက်လက်တိုက်ခတ်သွားအောင်မယ်လို့ဆိုပါတယ်။အီရန်ကအခုတိုက်ခတ်မှုကိုအမေရိကန်နောက်ွယ်ကနေပြီးတော့ထောက်ပံ့ကူညီနေတယ်လို့စွပ်စွဲထားပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့အခုလိုတိုက်ခိုက်မယ်ဆိုတာကိုသူကြိုသိထားပေမဲ့အမေရိကန်နဲ့ဘာမှမပတ်သက်ဘူးလို့ဆိုပါတယ်။အမေရိကန်ပြည်တော်စုနိုင်ငံခြားရေးဝန်ကြီးမာကိုရူဗီယိုကတော့ အခုတိုက်ခိုက်မှုဟာအမေရိကန်နဲ့မသက်ဆိုင်ဘူးလို့ဆိုပြီးတော့အမေရိကန်စစ်စခန်းတွေကိုအီရန်အနေနဲ့တိုက်ခိုက်မှုမလုပ်ဖို့သတိပေးထားပါတယ်အခုတိုက်ခိုက်မှုကိုတီဟရန်မြို့လေစီဥတီပြီးတော့လုခဲ့တာဖြစ်တဲ့အတွက်ခလိငယ်တွေအပါအဝင်အရက်သားတွေပါတိုက်ဆုံးခဲ့တယ်လို့လည်းအီရန်ရုပ်မြင်သံကြားကကြေညာပါတယ် ။ထိုင်းနိုင်ငံဖူကတ်ကနေပြီးတော့အိန္ဒိယနိုင်ငံနယူးဒေလီကိုပြန်သတ်မဲ့အိန္ဒိယလေကြောင်းပိုင်လေယာဉ်ဟာဘုံသရီပေချိန်ချောက်စာကြောင့်ဒီကနေ့မနေ့ခင်မှာပဲဖူကတ်ကျွန်းပေါ်ပြန်လဲဆင်းသက်ခဲ့ရပါတယ်။လေယာဉ်ပေါ်မှာပါတဲ့ခီးတဲ့156ရောက်စလုံးကိုအရေးပေါ်လုံခြုံရေးအစီအစဉ်တိုင်း အဆောင်အကျက်တွေနဲ့ဆင်းသက်စေခဲ့တယ်လို့ထိုင်းလေကြောင်းအရာရှိသူကဆိုပါတယ်။လေဟာထိုင်းချိန်မနက်9:00နာရီခွဲမှာဖူခက်ကနေထွက်ခွာခဲ့ပြီးတဲ့နောက်မြန်မာနိုင်ငံတောင်ဘက်အန်ဒမန်ပင်လယ်ရဲ့အရောက်မှာခီးတဲ့တယောက်ကဘုံတရီဘေးချင်းချောက်စာကိုတွေ့ခဲ့လို့လေရင်ကိုဖူခက်ကျွန်းစီပြန်လှည့်ဆင်းသက်ခဲ့ရတာဖြစ်ပါတယ်။လုံခြုံရေးအဖွဲ့တွေကလေရင်ပေါ်မှာစစ်စစ်ရှာဖွေတဲ့အခါမှာဘုံကိုမတွေ့ရပါဘူး။ဘုံတရီပေချိန်ချောက်စာကိုတွေ့ခဲ့တဲ့ခီးတယ်ကိုအခုခါမှာစစ်စစ်မင်းမြတ်မှုတွေလုပ်နေပါတယ်။မနေ့ကအိန္ဒိယနိုင်ငံအမဒဘတ် လေစိတ်ကနေအင်္ဂလန်ကိုထွက်ခွာမဲ့လေရင်ပောက်ကွဲပြီးတော့ခီးတဲ့တူမှာပါကြံတဲ့လူအလုံးတိတ်ဆုံးခဲ့တဲ့ဖြစ်စဉ်ပေါ်ပေါက်ခဲ့ပါတယ်အဲ့ဒီနောက်အခုချိန်ချောက်မှုပေါ်ပေါက်လာတာပါအိန္ဒိယလေကြောင်းဟာပြီးခဲ့တဲ့နှစ်ထဲမှာဘုံချိန်ချောက်မှုပေါင်းအကျဉ်းတထောင်ကျော်လောက်ရရှိခဲ့ပါတယ်ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနေကထိုင်းစီကနေအင်တာနက်နဲ့ဓာတ်အားဝယ်ယူမှုတွေရပ်တန့်တော့မယ်လို့ Facebook စာမျက်နှာပေါ်မှာ မနေ့ကဇွန်လ12ရက်ညပိုင်းကအတီးပြူရေးသားခဲ့ပါတယ်ထိုင်းနိုင်ငံဘက်ကအစွန်းရောက်အမြင်ရှိတဲ့အစုအဖွဲ့တွေကကမ္ဘောဒီးယားကိုအင်တာနက်နဲ့ဓာတ်အားရောင်းချမှုတွေရပ်တန့်မှုလူမှုကွန်ရက်ပေါ်မှာတွေးထိုးတောင်းဆိုနေတာတွေကိုတွေ့ခဲ့ပါတယ်အဲ့ဒီတောင်းဆိုမှုတွေကြောင့်ရယ်ကမ္ဘောဒီးယားအနေနဲ့လည်းလိုအပ်တဲ့ဓာတ်အားနဲ့အင်တာနက်ချိတ်ဆက်မှုတွေကိုကိုယ်တိုင်ဖန်တီးယူနိုင်တယ်လို့ယုံကြည်တာရဲ့အကြောင်းထိုင်းကိုဆက်ပြီးတော့မမီကိုရော့ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်းဟွန်မာနေကရေးသားထားခဲ့ပါတယ် ကမ္ဘောဒီးယားနိုင်ငံစာတိုက်တဲ့ဆက်သွယ်ရေးဝန်ကြီးဌာနဝန်ကြီးချီရာဘန်တက်ကဇွန်လ17ရက်နေ့ကစတင်ပြီးတော့ထိုင်းနိုင်ငံကနေဝယ်ယူတွယ်တန်းထားတဲ့ဆက်သွယ်ရေးကုမ္ပဏီတွေ internet operator တွေအားလုံးကိုရပ်တန့်မှာဖြစ်တယ်လို့လည်းဆိုပါတယ်ကမ္ဘောဒီးယားဟာပြည်တွင်းအသုံးပြုမှုအတွက်ဖူလုံတဲ့ဓာအားပမာဏမျိုးထုတ်လုပ်နိုင်စွမ်းရှိနေပြီလို့လည်းတပ်ထုတွေနဲ့စွမ်းအင်ဝန်ကြီးဌာနကသူစီအစီရင်ခံထားကြောင်းဟွန်မန်လေးကရေးသားခဲ့ပါတယ်ထိုင်းနဲ့ကမ္ဘောဒီးယားတို့ကြားပြီးကြတဲ့လက နေဆက်အငင်းပွားတဲ့ နေရာတဝိုက်မှာအပြန်အလှန်ပြစ်ခတ်မှုဖြစ်ခဲ့ပြီးကမ္ဘောဒီးယားစစ်သားတယောက်တိတ်ဆုံးခဲ့ပါတယ်။အဲ့ဒီဖြစ်ရနောက်ပိုင်းမှာထိုင်းကမ္ဘောဒီးယားနေဆက်တလျှောက်စီရေးတင်းမာမှုတွေနဲ့နိုင်ငံရေးတင်းမာမှုတွေဆက်လက်ပြီးတော့ဖြစ်ပေါ်နေတာပါ။နောက်ဆုံးရသတင်းတွေကို TM Media ကတင်ဆက်ပေးနေတာ ဖြစ်ပါတယ်ခင်ဗျာ။